မင်္ဂလာပါကျွန်တော်တို့ channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ video မှာတော့ကျွန်တော်တို့ဒီငှက်ပြစ်ထွက်သွားတဲ့ခလေးလေးနှစ်ယောက်ကိုပေါ့နော်အဲရဲရဲဆက်ဆက်တက်ဖြတ်သွားတဲ့ဒီလူသမားရဲ့အကြောင်းကိုပေါ့နော်ကျွန်တော်ဒီနေ့ပြောပြပေးမှာဖြစ်ပါတယ်အဲဖြစ်စဉ်ကဘယ်လိုဖြစ်တာလဲဆိုလို့ရှိရင်ဒီဖြစ်သွားတဲ့နေ့ကတော့ April 28ရက်နေ့ပေါ့နော်28ရက်နေ့မှာဒီခလေးလေးနှစ်ယောက်ပေါ့နော်7နှစ်သားခလေးလေးအရွယ်တစ်ယောက်ရဲ့နောက်ပြီးတော့ဒီ9နှစ်သားခလေးလေးအရွယ်တစ်ယောက်ပေါ့နော်သူတို့ကဒီညီကို1 grade လို့လည်းသိရပါတယ်အဲသူတို့ညီကို2ယောက်ကဒီ ငှက်ပြစ်ထွက်တယ်ပေါ့နော်အဲနေရာကဘာမှလဲဆိုလို့ရှိရင်ဒီရန်ကုန်တိုင်းဒေသကြီးအာတိုက်ကြီးမြို့နယ်ပေါ့နော်အဲတိုက်ကြီးမြို့နယ်ပြီးလို့ရှိရင်ဒီလိမ္မော်ချံကြီးရွာလို့လည်းခေါ်ကြတယ်တချို့ကြတော့ဒီဘယ်လိုပြောလဲပိုက်လုံးစုကြီးရွာလို့လည်းခေါ်ကြတယ်ပေါ့နော်အဲအဲ့ဒီကြီးရွာမှာဖြစ်သွားတာပေါ့နော်အဲဖြစ်သွားတာကိုကျွန်တော်ထပ်ပြီးပြောပြမယ်ဘယ်လိုဖြစ်တာလဲဆိုလို့ရှိရင်အဲ့ဒီညီကိုနှစ်ယောက်ကသူတို့ကဒီနေ့လယ်ပိုင်းဆိုလားမသိဘူးသူတို့ကငှက်ထွက်ပြစ်တယ်ပေါ့နော်သူတို့ညီကိုနှစ်ယောက်ကလေးတစ်ပါးဝါတိုင်းလွယ်ကလေးတွေလွယ်ပြီးတော့ဒါသူတို့တွေဒီလေးကွာလေးနဲ့လောက်လုံးလေးနဲ့ငှက်သွားပြစ်ကြတယ်လို့ကျွန်တော်ကြားရပေါ့နော် အဲနှက်သွားပြစ်ကြတယ်အဲပြစ်တဲ့အခါမှာအဲ့ဒီအာဒီလူတက်သမားရှိတဲ့ဒီ rubber chain ပေါ့နော်အဲ့ဒီ rubber chain ကိုသူတို့ညီကိုနှစ်ယောက်နှက်သွားပြစ်တယ်တဲ့အဲသွားပြစ်တဲ့အခါမှာဒီမိုးချုပ်လေသူတို့ညီကိုနှစ်ယောက်ကဒီပြန်ရောက်မလာဘူးနော်ပြန်ရောက်မလာတဲ့အတွက်သူတို့အိမ်ကလူကြီးတွေကစိတ်ပူပြီးတော့အဲသူတို့သွားပြီးတော့ sort တဲ့နေရာတွေသူတို့ငှက် light ပြစ်တဲ့နေရာတွေယူဟန်ဒီ6တက်တွေကို light ပြီးတော့အဲညာတွင်းချင်းရှာကြတယ်လို့ကြားသိရတယ်ပေါ့နော်အဲ့လိုရှာတဲ့အခါမှာညပလဲကလေးတွေကမတွေ့ဘူးပေါ့နော် I'm sorry ကျွန်တော်အဲ့ဒီမရောက်သေးဘူး ဲ့ဒီ rubber chain တော့ကိုအဲ့ဒီတို့လူကြီးမိဘတွေကသွားပြီးတော့အဲ့ဒီ rubber chain ဆောက်အဲတယောက်ကိုပေါ့နော်အဲအဲ့ဒီတယောက်ကိုမေးတဲ့အခါမှာဒီနောက်ကလေးတွေလာမိသေးလားနှက်လာပစ်သေးလားတို့ကဒီနောက်ငှက်အမြဲတမ်းလာပစ်တယ်လို့ပေါ့နော်သူမိဘတွေကလူကြီးမိဘတွေကလိုက်ပြီးတော့မေးတဲ့အခါမှာ rubber chain ဆောက်ကိုမေးတဲ့အခါမှာအဲသူတို့ကပေါ့နော်ခလေးတွေငှက်လာပြသေးလားလို့မေးတဲ့အခါမှာအဲလာလဲမလာဘူးတွေ့လဲမတွေ့မိဘူးပေါ့နော်သူတို့ကဒီသူတို့အိမ်ပေါ်မှာ TV ကြည့်နေတာဘာကလေးမှလည်းလာတာမတွေ့ဘူးဆိုပြီးတော့ပြန်ဖြေလိုက်တယ်ပေါ့နော် အဲထားတော့အဲလူကြီးမိဘတွေကအဲ့ဒီညဘက်မတွေ့ဘူးပေါ့နော်ထားလိုက်တယ်မနဲ့မိုးလင်းတော့လူကြီးမိဘတွေကဒီရက်ွက်အချိုရည်မှုတွေဒီလူကြီးတွေကိုခေါ်ပြီးတော့ခလေးတွေကိုအဲပျောက်တဲ့အတွက်အဲတိုင်ပြီးတော့လိုက်ရှာတယ်ပေါ့နော်လိုက်ရှာတဲ့အခါမှာဘယ်ညမှရှာမတွေ့ဘူးနောက်ဆုံးကြတော့အဲ့ဒီသူတို့မနေ့ကသွားပြီးတော့မေးခဲ့တယ်ပေါ့နော် rubber chain အဲ့ဒီ rubber chain မှာသွားပြီးတော့ခြံအဆက်မှာပေါ့နော်လိုက်ရှာတဲ့အခါမှာခြံအဆက်မှာခလေးလေးနှစ်ယောက်ကိုပေါ့နော်ရဲရဲစက်စက်တက်ဖြတ်ထားတယ် အလောင်းတွေကိုတွေ့ခဲ့ရပါတယ်လို့ပြောထားပါတယ်။ကလေးတွေကိုဘယ်လောက်တောင်အာရေရဆဆတတ်ထားလဲဆိုလို့ရှိရင်ကလေးတွေကိုနော်ဒီအနောက်ဂုတ်တွေကိုဓာတ်နဲ့ခုတ်ပြီးတော့တတ်ထားတယ်ပြီးလို့ရှိရင်ဒီလေပင်းကိုနှီးပြီးတတ်ထားတယ်ပေါ့နော်။ဒဏ်ရာတစ်ချက်တည်းနဲ့ကလေးတွေတော်တော်သနာဖို့ကောင်းပါတယ်။အဲအဲ့ဒါလို့ လောက်တော့သူတို့တွေ့တော့ပေါ့နော်အဲသူတို့ဒီဝင်းမခံသေးတဲ့ဒီအဲ့ဒီ rubber chain ဆောင်းကိုသွားပြီးတော့စစ်မိတဲ့အခါမှာအဲ့ဒီအခါမှာဒီအလောင်းတွေကိုတွေ့ပြီးတော့အခါမှာသူတက်လိုက်တယ်ဆိုတာကိုဝင်ခံထားတယ်လို့ပြောပါတယ်အဲကျွန်တော်တို့ဒီတစ်ဖက်ကကြားသိရတဲ့သတင်းတွေဆိုလို့ရှိရင်အဲ့ဒီ rubber chain ဆောင်းကဘာလို့ဒီကလေးတွေဒီလိုအညိုးနဲ့တက်ရတာလဲဆိုလို့ရှိရင်အဲ့ဒီ rubber chain ဆောင်းကပေါ့နော်အဲသူ့ဘက်ကကြားသိရတဲ့စကားကဆိုလို့ရှိရင်ဒီကလေးနှစ်ယောက်ကပေါ့နော်တော်တော်တော့ဆိုးတယ်လို့ အဲပြောတယ်ကြားပါတယ်ခလေးတဘာဝအတိုင်းပေါ့နော်တော်တော်ကမြင်းနေတော်တော်စိုးတွန်းတယ်လို့ပြောတယ်ကြားပေါ့နော်ဘယ်လိုဆိုလဲရှင်လေးဆိုလို့ရှိရင်အဲ့ဒီ rubber ခြံဆောက်ခြံဆောက်မှာပေါ့နော်အဲတိုက်ကြက်တွေမွေးထားတယ်လို့ပြောတယ်ကြားတယ်အဲ့ဒီတိုက်ကြက်တွေကလည်းတစ်ခါမကနှစ်ခါမကပေါ့နော်အကောင်30 30အဲ့လိုပျောက်တယ်အဲပျောက်တယ်လို့ပြောတယ်ကြားပါတယ်အဲ့ဒီခလေးတွေယူတယ်လို့အဲ့ဒီ rubber ခြံဆောက်ကဟိုပြောတယ်ပေါ့နော်အဲ့ဒီတော့ကြောင့်မလို့ဒီ rubber ခြံဆောက်ကအဲ့လိုကြက်ပျောက်တာတွေကိုသူ့ရဲ့လူကြီးမိဘတွေကိုသွားပြောတယ်သူ့ရဲ့လူကြီးမိဘတွေကလည်းဘာမှမပြောဘူးအဲဆူလိုက် ငေါလာအဲ့လောက်ပဲရှိတယ်ဘာမှဒီလိုမျိုးအေးအေးယူဖြစ်ချင်းပြချင်းမရှိဘူးအဲအဲ့ဒါကြောင့်မလို့ဒီအချိန်ကြီးများလာတော့ဒီဂျော်ရာချန်ဆောင်းကဒေါသကိုမထိနိုင်တော့ဘဲခန်းလေးတွေကိုဒီလိုမျိုးတက်ဖြတ်တဲ့အစီအစဉ်အထိရောက်သွားတယ်လို့တစ်ဖက်ကသတင်းတွေလည်းကျွန်တော်တို့ကြားသိရတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးကြားသိရပါတယ်ဘလို့ပဲပြောပြောဒါကျွန်တော်တို့ဘလို့မှဒါမဖြစ်သင့်တဲ့ကိစ္စတွေပေါ့နော်တကယ်လို့အဲ့လိုမျိုးကြက်ကိစ္စကြောင့်ဖြစ်မယ်ဆိုလို့ရှိရင်ဒီလိုမျိုးတက်တဲ့အထိတော့မဖြစ်သင့်ဘူးလို့ထင်ပါတယ်ဆိုတော့တရင်ကတော့အဲ့ဒါပါပဲကြားသိရတဲ့လောက်တရင်ကအဲ့ဒါပဲပေါ့နော်ခလေးနှစ်ယောက်တော်တော်တော့တနာဖို့ကောင်းပါတယ် အဲဆိုတော့တက်ခံတာပက်ပက်ဆက်ဆက်ကြီးတက်ခံတာပေါ့နော်ဓာတ်နဲ့လေပင်းတွေရောကုတ်တွေရောခုတ်တက်ခံနေဆိုတော့တော်တော်အဖြစ်ဆူဆူနဲ့တည်သွားတယ်လို့အဲတော့တည်ရတယ်ပေါ့နော်ခလေးတွေခင်ဗျာဘယ်တော့ကြောက်ပြီးတော့တည်သွားမလဲသူတို့ကိုဒီဓာတ်ကြီးနဲ့ခုတ်ပြီးတက်တာဆိုတော့လေလူကြီးကသူတို့ဓာတ်ပြီးဓာတ်ကြီးနဲ့လိုက်ပြီးခုတ်ပြီးတက်တာဆိုတော့ခလေးတွေရောတော်တော်ကြောက်ပြီးတော့တည်သွားချာမယ်ဗျာနော်ဆိုတော့အဲ့ဒါလေးကိုကျွန်တော်ဒီနေ့ပြောပြပေးခြင်းလို့ပါအဲဒီနေ့ဗီဒီယိုလေးကျွန်တော်တင်ပြလိုက်ခြင်းဖြစ်ပါတယ်နော်ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ